ထောင်ကျောက်တကမွေးနေကားကြီးနဲ့ထူးဆန်းတဲ့စစ်တပ်ရဲ့ခုံးပကြီကားဘော်ကထိုက်ကြည့်ပုံကိုတိုးထီးလိုက်ရုံလေးပါပဲဒါပေမဲ့အဲ့ဒါကတင်မတမန်ထောင်ကျောက်တစ်ခုဖြစ်နေခဲ့ပါတယ်သူတို့၃ရောက်လုံးအောက်ဘက်လွာတဲ့ကိုပြုတ်ကျသွားပြီးထူးဆန်းတဲ့ဂိုတင်ညာကြီးတစ်ခုလည်းရောက်သွားတယ်အဲ့ဒီမှာငကားရုပ်ထုတွေနဲ့နက်ခတ်ပုံတွေထွင်းလာတဲ့ခေါင်းတလားကြီးတစ်ခုကိုတွေ့လိုက်ရတယ်အားလုံးကခေါင်းတလားကိုတုံးဖွင့်ရတဲ့အခါအแทမှာဘာအလောင်းမှမရှိပါဘူးဒါပေမဲ့သူတို့သတိမထားမိလိုက်ခင်မှာပဲကြောက်စရာကောင်းတဲ့မွေးနေကားကြီးကအแทကနေခုန်ထွက်လာခဲ့တယ် အကွက်ဆိုကြောက်လို့ကောင်တလာတွေကိုပြန်တက်သွားတဲ့အထိပါပဲသူတို့အားလုံးဓာရီနဲ့ပြန်ခုခံတက်ခိုက်ကြတယ်။နှုတ်အကိုကြီးကဓမ္မကြီးနဲ့ဝန်ခုတ်ပြီးမဲ့မီတာပေါ်များစွာလွှင့်စင်သွားခဲ့တယ်။အခြားလူတွေတန်ရသွားတယ်။နောက်ဆုံးလုံကဒိုင်နမိုက်ကိုတုံးပြီးဝင်ကားကြီးကိုမြားခေါ်ဖောက်ခွဲလိုက်ရတယ်။ ပောက်ကွဲမှုကြီးပြီးမှအားလုံးပြီးပြီလို့ထင်လိုက်ပေမဲ့အဲ့ဒီမွေးနဂါကဘာမှမဖြစ်ပဲအပြက်စုတွေဂျာကနေပြန်ထွက်လာခဲ့တယ်ဒီတစ်ခါတော့လုံကညီပင်ဘုတ်ကဓာတ်တက်ကိုကောက်ယူပြီးမိစာကြီးရဲ့ဗဇက်တဲကိုထိုးဆိုင်လိုက်တယ်အာကွိကလည်းမျိုးလုံးကိုဓမြောင်နဲ့ထက်ဆက်လိုက်မှအဲ့ဒီသရဝကြီးလုံးဝငြိမ်ကျသွားတယ်အန်ဒီရှင်းတော်လိုခေါင်းကလာတဲ့ကိုပြက်စစ်စစ်ကြည့်လိုက်တဲ့အခါအဲထဲမှာထူးဆန်းတဲ့စစ်တွေခုံလိုဗေဒီတစ်ခုကိုတွေ့လိုက်ရတယ်သူတို့ဒီဗဟေရီကိုဖြည့်ရှင်းပြီးနောက်တစ်ဆင့်ကိုသွားနိုင်ပါမလား